ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကြောက်တစ်တာစီဒီနဲ့မနုဿာရီဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးခြင်းပါတယ်ပရိသတ်များအားလုံးကလည်းနားဆင်ပေးပါအောင်ခင်ဗျာကြောက်တစ်တာစီဒီကိုမန္တလေးတိုင်းဒေသကြီးကြောက်စင်မြို့စုကြည်ရရှိရွှေသာလျောင်းတောင်ဆောင်မှာတဘာဝအတိုင်းတည်ရှိနေတဲ့တစ်တာပုံတရံကြောက်တုံကြီးပေါ်မှာတပ်ပေကြီးညိုပွဲဖူးတွေ့နိုင်ပါတယ်ရွှေသာလျောင်းတောင်ပေါ်မှာရောက်ခင်လမ်းကူလက်မှာကြောက်တမောစီဒီနဲ့ ကြောက်မန်းတက်လေရှိပါတယ်။ဒေတာကန်ဒီကတော့တောင်ပေါ်ကကြောက်တက်တာကြီးကိုအုတ်ဆက်ဆောင်တိုင်နှန်းရွှေတွေကစောင့်ရှောက်ကြတယ်လို့ယုံကြည်ပါတယ်။ဗဇက်ရာဇဝင်ဒီအရာဘာကြောင့်သားတယောက်ဟာကြောက်တက်တာတွေကယတနာတွေကိုတွေးရှိသွားပြီးလောဘအလျောက်နှဲ့ယူဖို့စူးစမ်းရာကနေအဆောင်တွေကတစ်တာပိတ်ချလိုက်တဲ့အတွက်လက်တစ်ဖက်ပြက်ကျန်ခဲ့သည့်အကြောင်းတွေလည်းကြားဘူးခဲ့ပါတယ်။ထိုတစ်တာကိုဖွင့်တဲ့ကြောက်တော့ကတော့အမေတောင်ကြီးရှင်နဲ့ရွှေမင်းဝင် တောင်မှာရှိသည်ဟုဆိုပါတယ်။ ရွှေမင်းဝင်တောင်ပေါ်စီရီရဲ့အရှိမြောက်အရက်မှာဆက်ရှိပေးခန့်ရှိပြီးကြောက်တန်ကြီးပုံတရံတည်ရှိလိုနေပါတယ်။အမေတောင်ကြီးရှင်ကတောင်ဆောင်နဲ့ကြီးအဖြစ်ကြောက်တော့ကို ထိန်းသိမ်းရဟန်တူပါတယ်။ရွှေသားလျောင်းတောင်ကြီးမှာတော့စင်ဖြူဝှက်ကြောင်ဆိုတာရှိပါတယ်။အဲ့ဒီစင်ဖြူကြီးကိုထိန်းချုပ်နိုင်တာကတော့ရွှေသားလျောင်းတောင်ရဲ့အရှိမြောက်ဖက်မင်းမွေးတောင်မှာရှိတဲ့ဥတီနာနဲ့ကြီးပဲဖြစ်ပါတယ်။ဥတီနာစင်နှမ်းမင်းရဲ့ဒဏ္ဍာရီကတော့ ဤသို့ဖြစ်ပါれမဇိမာဒေတာကောတံပီပီကိုအစိုးရသော ပူရန်တပ်ပမင်းကြီးဤမိဖုရားကြီးမှာကိုဝင်အရင်အမာနဲ့နန်းရင်ပြမှာကပလာနီခြုံပြီးတော့နေပူစာလုံနေခိုက်ဟတ်တီလင်ကတကုနာငတ်စင်ကြီးကတားတင်မှတ်ကတုတ်ချီလာれမိဖုရားကြီးမှာတတိရှိသူဖြစ်၍အတန်မပြုတ်ပဲညင်သက်စွာလိုက်ပါလာခဲ့ပါれငတ်စင်ကြီးက၎င်းအစားအစားနေကြအလကပ်ပတောင်ကြီးရှိညောင်မင်းတို့ရောက်တဲ့အခါမှာ မိဖုရားကြီးအားအစာအမှတ်နဲ့ချထားလိုက်ပါတယ်။ငတ်တို့ရဲ့တဘာဝအရာ လာရလန်းကိုပြန်ကြည့်စဉ်အခွင့်အရေးကိုချောင်းနေသောမိဖုရားကြီးက၆လံမောင်းထုတ်လိုက်ပါတယ်။ဒုအခါငတ်စင်ကြီးလည်းလန့်၍ပြန်သွားပါတယ်။ငတ်စင်ကြီးလည်းသွားပြီးမကြမီမှာပဲနေဝင်သွားခဲ့ရပါတယ်။မိဖုရားကြီးမှလည်းကာမဇလီလှုပ်လာပါတယ်။ခတ်သိမ်းသောအရက်ရှင်းမျက်နာတို့မှာမိုးကြီးတရှုံလျက်မဲမောင်က နေခဲ့ပါတယ်။ဒေါ်ကြီးမျက်မဲမှာ ညအခါမှာအေဝင်ပဲမျက်စိတငယ်နားတငယ်နဲ့မိုးလင်းလာခဲ့ပါတယ်။အလားကပ်ပါတောင်ကို အမိတဲဟဲပြုနေသော အလားကပ်ပါရတိကြီးသည်မိုးလင်းသောအခါမိုးကြီးသောနေများတွင်တည်တည်ဝလံမရှာပဲငှက်စင်ကြီးစားကျွန်းစားကြံအယိုးများကိုလာကောက်လေရှိပါတယ်။ထိုအယိုးများကိုထုကပြုတ်၍တောက်သည်ဟုဓမ္မပဒအထကထာက ဆိုထားပါတယ်။နက်နက်လင်းသောအခါမိုးအခါဖြစ်သည့်အားလျော်စွာရည်တည်ရည်တည် အယိုးကောက်လာပါတယ်။လူတန်ကြား၍အမေးအဖြေပြုကမိဖုရားကြီးနဲ့ကလေးကိုကယ်ဆယ်သွားခဲ့ပါတယ်။မင်းမွေးတောင်ဤမြောက်ဖက် အနှဲငယ်မြင်သောနေရာမှာကိုတခုရှိပါတယ်။အဲ့ဒီကူကိုဒီကနေ့အထိမင်းမွေးကူဟုခေါ်ကြပါတယ်။မွေးဖွားလာသောမင်းသားအားဥတီနာဟု အမည်မဲ့ခေါ်ပါတယ်။အလကပ္ပရတိကိုအစွဲပြု၍အလကပ္ပတောင်ဟုခေါ်တွင်လာရမှမင်းသားမွေးသောကြောင့်မင်းမွေးတောင်ဟုပြောင်းလဲခေါ်တွင်လာခဲ့ကြပါတယ်။ မင်းသားအရွယ်ရောက်လာတဲ့အခါယတိကြီးကမင်းသားတို့တက်အပ်သော အထာရတ16ရက်ကိုတင်ပေးပါရယ်။စောင့်တီး၍စင်ကိုလာစီ၊သွားစီ၊ဂါရာကိုလည်းတင်ပေးပါရယ်။စင်လာစီသောဂါရာကိုရွေ့၍စောင့်တီးလင်စင်များလာကြသည်မှာအင်းပြင်းပြည့်၍ဖြစ်သည်။ဖခင်ဘီရင်ကြီးကငှက်ကြီးရှိသွားခဲ့သောမိဖုရားနှင့်တားတော်ကိုတော်တော်ကြာအောင်လိုက်ရှာပြီးမှတော်ရဲ၌ပြန်တွေ့ပါရယ်။အဲဒီနောက်တားတော်ဥဒိနာကို ထိနှံပေးပြီးတိုင်းပြည်အုပ်ချုပ်မင်းလုပ်စေပါれဥဒေနာဘယင်နတ်ရွာစံတော်တကြားမင်းကစင်တွေကိုထိန်းချုပ်နိုင်သောနတ်အဖြစ်ပေးသနာတော်မူခဲ့ပါれကြောက်တ္တာရဲ့ဒဏ္ဍာရီအရာကြောက်တ္တာတွေကယတနာပစ္စည်းတွေကိုမနုစာရီလို့ခေါ်တဲ့မိမပြိုလေးတူကိုသာယူဆောင်သုံးဆဲခွင့်ပြုထားပါれဒီနေ့မှာတော့မနုစာရီဟာတခြားသူတအူးကိုကူညီဖို့စိတ်ကူးနဲ့ယတနာတွေကိုနှိုက်ယူဖို့ကြိုးစားခဲ့ပါတယ်။ တို့အခါမှာကြောက်တက်တာက အလိုလိုပိတ်သွားခဲ့ပြီးမနုစာရီရဲ့လက်တစ်ဖက်ကလည်းကြောက်တက်တာထဲမှာကျန်နေခဲ့ပါတယ်မနုစာရီဟာကြောက်တက်တာတိုက်မှာတိုက်နှန်းရှင်ဖြစ်သွားခဲ့ပြီးယန္တနာပစ္စည်းတွေကို နောင်ပွင့်တော်မူမိဘုရားရှင်ကိုလှူဒန်းဖို့အတွက်စောင့်ရှောက်ရန်နေရရှာပါတယ်ဘုရားပွင့်တဲ့အခါရွှေသားလျောင်းတောင်ကြီးမှာရှိတဲ့ကြောက်စင်ပြူကြီးကအသက်ဝင်လာပြီးအမေတောင်ကြီးရှင်ရဲ့ရွှေမင်းဝင်တောင်က ကြောက်တော့ကို မုံယူပြီးလာနှုတ်မယ်နှုတ်ပြီးတာနဲ့ရွှေသားလျောင်းတောင်က ကြောက်တစ်တာကိုထိုတော့နဲ့ဖွင့်မယ်တို့အခါမနုစာရီကလက်တစ်ဖက်ပြန်ရပြီးတိုင်နှန်းရှင်အားလုံးကြောက်တစ်တာတွေကရွှေငွေရတနာတွေကိုကြောက်သမောနဲ့တဲဆောင်ကဘုရားပွင့်ရာသို့တွားဖူးကြမည်ထို့နောက် အရိမတေယဘုရားရှင်ကိုရွှေကျောင်းဆောင်ဆောက်လို့လူရန်ပြီးကျွတ်တန်းဝင်ကြမည်ဟုဆိုပါလေကြောက်တစ်တာတိုက်ဘုရားစီတီပကံပြည့်ရှင် အလောင်းစီသူမင်းကြီးကို အလင်းတန်းများပြပြီးဇီဒီတက်ခိုင်းစီသည်ကြောက်တစ်တာဖះတိုက်အကြောင်းပြောရရင်ဒါနာကြီးဆန်းဆန်းတမိုင်းတိုက်စာ ပုံမြင်ဆန်းဆန်းနဲ့ပြောရည်မကုံတော့ပါဘူးမနုစာကြီးရဲ့လက်ပြက်ကြီးတစ်ဖက်နဲ့လူသိများလာတဲ့ကြောက်တစ်တာတိုက်ဖះစီဒီတကယ်ပြောက်သွားတော့မှလားဟိုရှိရခင်က နေသူနေသားတွေပွဲလန်းတပင်ရှိတဲ့အခါမှာအဆိုပါကြောက်တစ်တာကြီးကိုတွားရောက်ကတစ်တာကြီးအတွင်းမှာရှိတဲ့ရွှေငွေလက်ဝတ်ရတနာများကို ငါရန်ဝစ်စင်နိုင်ပြီးပွဲလန်းတပင်ပြီးဆုံးတဲ့အခါမှာကြောက်တစ်သားကြီးအတွင်းကိုပြန်လည်ထားရှိရပါတယ်။ဂရီတစ္ဆာနေကြရသည်ဟုလည်းဆိုပါတယ်။မိုင်းခွဲဖြူချတော့မယ်ကြောက်စေကကြောက်တစ်သားစီဒီတော်ကြောက်တစ်သားစီဒီတော်ရဲ့နောက်ဆုံးအချိန်ငရင်ကြောင့်35ဒီဂရီဒိန်းဆောင်သွားတဲ့ကြောက်တစ်သားကြီးသည်ပျို့ကျပျက်စီးတော်မူဘေးအန်ဒီရဲ့နဲ့ကြုံလာခဲ့ကြပြီ။ဒီအတွက်ပင်အတိအခိုက်အပြည့်အစီ ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင်ကြောက်တုံးကြီးအောက်ခြေမှာရှိတဲ့ရက်ကွက်အတွင်းမှာ လူများကို နေအိမ်များမှာယာယီစွန့်ခွာရှောင်တိန်ခိုင်းထားပြီးမိုင်းခွဲကဖြိုရှားတော့မှာဖြစ်ပါတယ်။ကြောက်တစ်တာကြီးနဲ့ကြောက်တစ်တာစီတီတီပုံမြင်ဆန်းဆန်းဒန်းနာယီဆန်းဆန်းယုံနှံစကားများဖြင့်ပြည့်နှံ့နေသောစိတ်ဝင်စားပွေရာတမိုင်းဝင်အမွေနှစ်တခုလည်းဖြစ်ပါတယ်။ယင်းကြောက်တစ်တာကြီးသည်ကြောက်စဲမျိုးမြို့မာစီကြီးရဲ့အရှိမျောက်ဖက် ရွှေသားလျောင်းတောင်ကစောင်းတွင် တည်ရှိနေခြင်းဖြစ်ပါれ။ဟိုယခင်ကထုံဖြူဖြူဖွေးဖွေးစီတီဖြစ်ပါれ။အခုနောက်ပိုင်းမှာရွှေရောင်ကြောက်တုံးကြီးအဖြစ်ရွှေစည်းများဖြင့်ပူဇော်ခဲ့ကြပါれ။စူကြီးရက်ွက်သူရက်ွက်သားများကတရင်ကျလာပြီနေညတိုင်းစီမီပူဇော်ကြပါれ။ဟိုရှိယခင်ကနေသူနေသားတွေပွဲလန်းတပင်ရှိတဲ့အခါမှာအဆိုပါကြောက်တက်သားကြီးကိုတွားပြီးကြောက်တက်သားကြီးအတွင်းမှာရှိတဲ့ရွှေငွေလက်ဝတ်ရတနာများကိုငားရန်ဝစ်ဆင်နိုင်ပြီး ပွဲလမ်းတစ်ပင်ပြီးဆုံးတဲ့အခါမှာကြောက်တက်တာအတွင်းသို့ပြန်လည်ထားရှိရပါတယ်။ဂတိတစ္ဆာမြေကြရသည်ဟုလည်းဆိုကြပါတယ်။ကြောက်တက်တာကြီးအနှဲငယ်ဟာနေတဲ့အချိန်အထဲမှရွှေငွေယတနာများကိုနွားချောင်းသားလေးတဦးကမြင်မိရာလိုချင်တတ်မဲ့စိတ်ဖြင့်လောဘတကြီးတည်ယူမိသည့်အတွက်ကြောက်တက်တာကြီးအလိုလိုပြန်ပိတ်သွားပြီးနွားချောင်းသားလေးလက်တစ်ဖက်ပြက်ကျန်ခဲ့သည်ဟုလည်းဆိုကြပြန်ပါတယ်။အင်္ဂလိပ်ကကာနေတယောက်ကလည်းထိုနီးတူစွာ ကျောက်တစ်တာကြီးအတွင်ကရွှေငွေရတနာများကိုနှိုက်ယူခြင်းလက်တစ်ဖက်ပြက်ကျန်ခဲ့သည်ဟုလည်းငေးစင်ကလေးကကြာဘူးနာဝရှိခဲ့ပါရဲ့ဆရာကြီးမင်းသိန်းခါရဲ့မနုစာရီဝိတ္ထုထဲမှာမပုတ်မတူအောင်ဈေးရည်စိန်ထားတဲ့မနုစာရီရဲ့လက်တစ်ဖက်ရှိသည်ဟုလည်းဖတ်ရှုရပြန်ပါရဲ့ထို့ကဲ့သို့ယုံနှန်းစကားလိုလိုပုံမြင်လိုလိုတမိုင်းတိုက်စာလိုလိုအကြောင်းအရာများနဲ့ကျောက်တစ်တာကြီးပင်ဖြစ်ပါရဲ့ကင်တာဆေးရည်မင်းဝင် တောင်ရိုးရောက်မှာ မင်းဝင်တောင်ထိပ်မှာရှိတဲ့တော့နေမှာသာကြောက်တစ်တာကြီးကို ဖွင့်နိုင်လိမ့်မယ်ဆိုတဲ့တပောင်းလိုလိုစိုးစကားလိုလိုကလည်းရှိသေးပြန်ပါလေကြောက်စဲမှတ်တမ်းအရာမူအလောင်းစီသူမင်းကြီးတိုင်းငံလှဲ့လေလာစဉ်ရွေသားလျောင်းဖရာအားဖူးမြော်သည့်အခါစင်ခံတောင်ဖရာတီထားသည့်အခါမှာကြောက်တစ်တာအပေါ်မှာဓာတ်တော်မွေတော်ရောင်ကြီးတော်များရက်တန်နေသည်ဟုနမိတ်ထင်သဖြင့်ဤနီယာ၌ငါကိုဖရာတီစီလိုသည်ဟု အမတ်တင်ညာရှိကား ကျောက်တတာအပေါ်၌ဇီဒီတဆူတေထားကိုကိုယ်တော်မူခဲ့ပေသည် စတဲစင်းက9000ပြည့်ဇီဒီဖြစ်တော်လဲပြန်လည်ပြုပြင်မွမ်းမံကုသိုလ်ရှင်တို့က73000ပြည့်ဇီဒီအဖြစ်ပူဇော်ကိုးကွယ်ခဲ့ကြသည်ဟုဆိုကြပြန်ပါသည်အထဲမှာရွှေငွေကျောက်တံပရံများအပြည့်ရှိသည်ဆိုသောကျောက်တတာကြီးအရိယာသူတော်စင်နေမှသာဖွင့်လို့ရနိုင်ပြီဆိုတဲ့ကျောက်တတာကြီးယခုတော့ငလင်တန်းကြောင့်ဖြိုချဖြစ်စီပြရတော့မှာဖြစ်ပါသည် ကြောက်တတာကြီးပျို့ကြလွန့်စင်လာရင်ကြောက်တုံးကြောက်သားကြောက်မွာတွေနဲ့အတူ ရွှေမိုးငွေမိုးဗရန်များမိုးရွာတဲ့ကဲတို့ယတနာတွေလွန့်စင်ထွက်ကြလာမည်လောလွားကြောင်သားလေးရဲ့လက်တစ်ဖက် ထွက်ကြလာမည်လောအင်္ဂလိပ်ခေတ်ကကာနေတူရဲ့လက်ပြက်တစ်ဖက်ထွက်ကြလာမည်လောစီးရီစိန်ထားတဲ့မနုစာရီရဲ့လက်ပြက်ကြီးတစ်ဖက်ထွက်ကြလာမည်လောမိတို့ပင်စိုးစီကောင်မူကြောက်တတာကြီးဒီကမကြာမီမြင်ခွင့်မှအပီးတိုင်း ပျောက်ဆုံးပျက်စီးပျောက်ကွယ်သွားပြီတော့မိတကား